အဲ့ဒီအချိန်ခုနကပစံအိကိုခိုးသွားတဲ့ကပိုင်နိုင်ကငပိတ်စီကိုပြေးလာပြီးစပြီးတိုက်ခိုက်တယ်။ငပိတ်ကလည်းရှောင်းလိုက်ပြီးပြန်ပြီးတိုက်ခိုက်တယ်။လူချောင်းပေးရဲ့တင်းမှာတော့ပို့ထူးပေဦးသိန်းကပို့ထူးတို့ကိုလေပတ်နေနေတရိတ်ဆန်ဥယျာဉ်ကိုလိုက်ပို့ပေးဖို့စီစဉ်ထားပြီးတောမဲရဲ့ရောက်တော့မိဝိုင်းတို့ငပိတ်တို့မလာကြသေးပါလား။ဟုတ်တယ်ဗျာ။ ဒီကောင်นี่ဘာလုပ်နေကြတာလဲမသိဘူး။ဟမ်မိမိုင်းကိုသူ့အိမ်ကထည့်ရလားကွယ်။ထည့်ပါရဲ့ဗျအမေကလေအခုကဘာလုပ်လဲမသိဘူး။နောက်ကျနေကြတာ။အေးမထည့်ရင်လည်းပြီးလာပါပြီ။ဟဲ့အောင်တော့ပေါ့။မင်းကတခါတည်းဝင်ခေါ်ခဲ့တာမဟုတ်ဘူး။ငါမခေါ်ခဲ့တာမဟုတ်ဘူးဟဲ့အောင်ကြီး။မင်းကောင်ငပင်ရသူ့အတူလာမှာတဲ့။မနေ့ကငါ့ကိုပြောထားလို့ကဒီကောင်ဘယ်မျှသဝေထိုးနေရလဲမသိပါဘူးကွာ။တပတ်မှတော့မိမိုင်းကငပိတ်စီကိုရှောင်နေတယ်။ အဲ့ရတာနောက်ကြတဲ့ငပင်ကခဏလေးပါပဲမိဝါရငါမင်းကကိုကြီးဖို့တော်နဲ့ရုံရင်ကြည့်ပြီးအဲ့ဒါညင်းနေသွားတာမနေ့ပြန်ခီးသွားမယ်ဆိုတော့တည့်ရဲသားနေနေရတော့ဟာအေးပါငါရှည်တက်တက်လေးချိုးလိုက်မှမေဟာခဏပါပဲအေးအေးတော့မင်းမြန်လူကြီးတွေစောင့်နေမှာအားနာစရာကြီးအေးပါဟာအေးပါဖိုတူနဲ့တော့ပေါ်လေးမိဘိုင်းတို့ကိုစောင့်နေတော့ဦးသိန်းကတအားလမ်းမှာအစာပြေးစားဖို့မဟုတ်ဝဲထားပြီးဗလား မဝဲရသေးဘူးဗျဝဲထားကြလေခီးရရှိလမ်းမှာဘိုက်စာနေကြမှာဆိုလို့အေးဟုတ်တယ်ဘိုးတို့ကငါကဘိုက်ခဏခဏစတတ်တယ်အဲ့ဒါဆိုငါတို့မိဝိုင်းတို့ကိုစောင့်ရင်းနဲ့အန်ဒီမျိုးဆိုင်မှာမုံသောရကြတာပေါ့ဒါနဲ့ပို့ထူတို့လည်းလမ်းထွက်လာခဲ့ကြတယ်လမ်းမှာပို့ထူအောင်မြင်တော့ဟာပို့ထူတို့တော့ဘောတို့ပါလား ဘယ်သွားကြမလို့လဲကွာကျွန်တော်တို့တရိတ်ဆောင်ရင်သွားကြမလို့ဗျကိုကြီးဖို့တော့အမေတဲဟုတ်ပါလားဘယ်သူနဲ့သွားကြမှာလဲအဖေတို့နေဗျကိုကြီးဖို့တော့ဘယ်လဲရားနဲ့သွားမလို့ပါကွာကလေးတွေအပြန်ကြရင်မဟုတ်ဝဲခဲကြနော်ကိုကြီးဖို့တော့ဗာစားကြလို့လေဗျစားလို့ရတာမှန်သမျှစားရည်ကြီးမမြောက်ဟုတ်ပြီဗျအဆူဝဲခဲမှာအခုတော့သွားလိုက်အောင်မယ်နော်ကိုကြီးဖို့တော့သွားပြီကိုကြီးဖို့တော့ဤဒလုံးနေမုတ်ဆိုင်ကိုထွက်လာကြ ਈ မုတ်ဆိုင်မှာမဝယ်ပြီးပြန်လာတော့ငပိန်နဲ့မိဝိုင်းတို့လည်းကျောင်းနေနေကြတာပါသူတို့ပြန်လာတော့မသိသေးတဲ့ဦးသိန်းကဒီကလေးတွေတော့လာကြာလာပြီဘာလို့ကြာနေပါလဲတားတော့ရောက်ပါပြီဗျဖဖေကအော်အေးအေးရောက်ပါလားတယောက်ဆောင်တယောက်ဆောင်နဲ့နောက်ကျနေမှာဆိုလို့ကဲလူဆောင်ပြီဆိုတော့သွားကြတာပေါ့တလုံးနေအကောင်ကကောင်းပေါ်တက်လိုက်ကြတယ်ကားထွက်ခါနေမှာတားတော့သမီးတို့မေးရတာမရှိဘူးနော် ဟုတ်မရှိပါဘူးဗျ။တေချာစိတ်အောင်နော်။ဘာကြံခဲ့သေးလဲလို့။မကြံတော့ဘူးဖေဖေ။ရပြီ။ကြံခဲ့တာချင်းကုရီးယားယူထားနော်။လမ်းရောက်မှမေ့နေခင်ဘာမှလုပ်မရဘူး။တကောက်ပြန်လာဖို့လည်းမလွယ်ဘူးရဲ့။ဟုတ်ကဲ့ဦးလေး။ကိုသိန်းကတယောက်ချင်းစီကိုမိပြီးဘသူမှကြံခဲ့တာမရှိတော့ဘူးဆိုတာတေချာမှကားဆထွက်တာပါ။ကားထဲမှာဦးသိန်းကစကားစပြောတယ် နက်ကမိဘိုင်းတို့ဘာလို့နောက်ကျနေကြလဲသူ့လေငပိမောဦးလေးရဲ့အဲ့ရထားနောက်ကျလို့ပဲသူ့ကိုစောင့်နေရတယ်ကြာသွားတာဟီဟီဟုတ်တယ်မင်းညားလေကိုကြီးဖိုးတော်လုံးနဲ့ရုပ်ရှင်ချင်းညှိနှက်သွားတာဗျဟုတ်ပါပြီကွာဒါနဲ့ငပိမင်းမေရောကျမ်းမာရေးကောင်းရလားကောင်းပါရဲ့ဗျကိုတလုံးကတော့နေမကောင်းဖြစ်လိုက်သေးတယ်အေးဟုတ်တယ်အဲ့ဒါကိုပဲမိတာဟိုဆရာဝန်နဲ့လေပုံမှန်ပြပြီးစီးလဲပုံမှန်တောက်နေတော့အခုတော့တက်တာလာပါပြီဗျအေးပါ တတတာရောလည်းကောင်းတာပေါ့ကျမ်းမာရေးကိုခရိုးဆိုင်ခိုင်းကျမ်းမာရေးကအရေးကြီးတယ်ဟုတ်ကဲ့ဦးလေးဒလုံနဲ့တနင်္လာရောက်တော့ကားကိုရှင်းလိုက်တယ်ဦးလေးရောက်ပလားဗျရောက်တော့မရောက်သေးဘူးကွာဖះရင်ဖူးကြတာပေါ့ကားထားတဲ့နေရာမှာကားကိုထားခဲ့ပြီးဖနက်တီကိုကားဟိုမှာကျွလို့လမ်းစဉ်လျှောက်ကြရတယ်အဲ့ဒီအချိန်သူတို့နားကနေလူတယောက်ဒရောသမားနဲ့ပြေးပြီးငပိတ်ုံဝင်တိုက်တော့ ငပိန်တယောက်မျိုးပုံလဲကျသွားတာပါအားလုံးကငပိန်ငုံဝိုင်းထုနေတော့အဲ့လူကထွက်ပြေးသွားတော့တယ်တိတ်မကြခင်ကပိုင်းနိုင်ဆိုပြီးအော်ရဲတန်ကိုကြားလိုက်ရတာပါကပိုင်းနိုင်ပြောကပိုင်းနိုင်ကပိုင်းနိုင်ကျမပစိုင်ကိုလူယူသွားလို့ပါကိုညီကြမအောင်တတော်မလွဲတဲ့သူပဲငပိန်လဲကြကြချင်းခொနကလူနောက်ကိုပြေးလိုက်တော့ဟာငပိန်ပြောက်သွားတယ်ငပိန်ခொနကလူနောက်ကိုပြေးလိုက်သွားတယ်ဦးလီယာဖေဖေ ငပိနောက်ကနေလိုက်မတင်နဲ့နော်။ဦးသိန်းနဲ့ပိုတရိုနှစ်ယောက်နဲ့ငပိနောက်ကနေပြေးလိုက်ကြတယ်။ငပိကိုဘလို့မှမမီးတဲ့အဆုံးဦးသိန်းလည်းလှည့်ပြန်လာခဲ့တာပါ။ကျမပတ်ဆိုင်ရင်လေးရခဲ့လိုက်ရင်ကျွန်တော်သာအဲ့လူနောင်လိုက်သွားပါလိမ့်။မကြခင်ပြန်လာပါလိမ့်မယ်ဗျ။အဲ့ဒီကကျမသူ့ကိုမေးကြည့်ပါတော့ဗျာ။အရှိပတ်ဆိုင်ရင်တေချာဖို့ပြန်ရမှာပါ။ကျွန်တော်တကယ်ချင်းကပြန်ယူလာပေးလိမ့်မယ်ဗျ။ခလေးလေးဘာမှဖြစ်တော့ပါဘူးနော်။ဘာမှဖြစ်ပါဘူးရေ။ငပိန်ကတိုက်တက်ထားပါလေတော်လဲတော်ပါလေ ခဏကြာတော့ငပိန်လဲပဆိုင်ကိုပြန်ယူလာလိုက်တယ်။ဒါအရေးပဆိုင်လားမသိဘူး။ဟုတ်ပါရဲ့ကွယ်ဟုတ်ပါရဲ့ဒီဟာတော့ကျေးဇူးတင်ပါတယ်နော်။ဟုတ်ကဲ့ရပါတယ်ဗျ။အန်ဒီယာဘုရားရှိခိုးနေတော့ပဆိုင်လေးဘေးစားထားရုံရှိသေးတယ်။ယူပြီးပြီးသွားတာ။ဟုတ်ပါဗျာလူတွေရနေလို့ဖះဘော်ထီတော့မစင်ညင်ကြတော့ဒလုံးနဲ့ခုနကအန်ဒီကြီးထွက်သွားတဲ့အခါမှာတော့ဥသိယပြောငပိန်အခုလိုလူတစ်ပတ်သားကိုကုညင်တက်တာကောင်းမွန်တဲ့အချင်းတစ်ခုပါပဲ။ ဒါပေမဲ့အခုလိုမျိုးရမ်းရမ်းပြီးတော့မသွားနဲ့ကွယ်။ဦးလေးတို့ကတားကိုတားမိပါတယ်ဇီကနေအာမခံပြီးခေါ်လာတာ။တားတခုကိုဖြစ်သွားရင်ဦးလေးတို့အတွက်လည်းမကောင်း။တားအတွက်လည်းမကောင်းနားလေလား။ဟုတ်ကဲ့တားနားလေပါလေဦးလေး။တားတောင်းမှန်ပါလေဗျ။တောင်းမှန်မှုထီတော့မလို့ပါဘူး။ဦးလေးကတားတခုဖြစ်မှစိတ်ပူလို့သတိထားစစ်ခြင်းလို့ပြောတာ။ဟုတ်ကဲ့ဦးလေး။တားကယူစိုက်ပါမယ်ဗျ။ကဲလား။ဖျားပေါ်သွားကြစို့။ဖျားကိုတပတ်ပြည့်အောင်ပတ်ကြည့်နေတော့ဦးသိန်းက ဘာလို့ဆူတောင်းခဲ့ကြလဲဖမီးနဲ့မေမေကြားမှာပါစင်လို့ဆူတောင်းခဲ့တယ်ဗျတမီးကတော့အဆောင်ဝဲအောင်ပါစင်လို့ဆူတောင်းခဲ့တာဒါကတော့နောက်တနေ့လဲဦးလေးလိုက်ဖို့နိုင်ပါစင်လို့ဆူတောင်းခဲ့တယ်ဗျတော်ပေါ်ပေးတဲ့ဆူနဲ့ပြည့်ပါစီဗျဦးလေးရောဘာဆူတောင်းခဲ့တာလဲဗျဦးလေးကတော့လုပ်ငန်းကင်ငန်းနေဒီတမကအဆင်ပြေပါစီပေါ့ကွာထလာရင်ထေရှူတော်နာအပြတ်ထေရှူတော်မှာဓာတ်ပုံဆင်းရိုက်ကြတယ် ဖိုးတူငါ့ကိုရင်ရိုက်ပြီနော်အေးပါမိဝိုင်းရဲ့မိဝိုင်းပြီးရင်ငါ့လည်းနော်ဖိုးတူအေးအေးမင်းတို့အကောင်တော့ရိုက်ပြီမှာနင်းလည်းလည်းရောက်ပြီဆိုတော့ဘိုက်စာကြမလားကွာตาတော့စားပြီဗျစားရင်တို့တွေဒီမှာပဲနင်းလည်းစားစားလိုက်ကြတာပေါ့ဒီလိုနဲ့ကားပြန်ထွက်လာကြပြီတနိုင်းနီးပါးလောက်မောင်းပြီးမှတော့တရိတ်ဆက်ဝင်ကိုရောက်လာကြတော့လေကဲကလေးတွေရောက်ပြီနော်စင်းကြပထမဆုံးတွေ့ရတဲ့စေကြီးနှစ်ကောင်ကို ိုထုနေတူဘောကကြံကျွေးကြတာပါ။ဆင်ကြီးမမို့ရေ။ဆင်ကြီးကလည်းသူ့အတန်းနဲ့သူပြန်ထုတော့ပိုထုလည်းသဘောကျပြီးကြာနေတော့လား။ဆင်နေကဘာလို့ကြံစားကြရလဲဆိုတော့သိလားပိုထု။ဟာငါဘလို့လို့သိမှလဲကွာတော့ဘောကငါသိတယ်။ဘာလို့လဲဆိုတာ။ဟုတ်လား။ပြောစမ်းမအောင်ဘာလို့လဲ။ကြိုက်လို့ဘောကွာမင်းကလည်းရှင်းရှင်းလေး။အေးပါတော့ဗောရအေးပါအဲနောက်တော့မြောင်ရင်စီကိုသွားပြီးမြောင်ကလေးတွေကိုအစာကျွေးတယ်မြောင်ကလေးတွေကအစာကိုတောင်းကြတယ် ။မြောက်တရာကဘာလို့မပြောသေးစားရလဲ။တိလာငါပဲ။တိလာမို့ကွာ။ဘာလို့လဲ။မြောက်တရာလူကနေစဉ်သက်လာလေ။လူကငါပြောသေးစိုက်တော့သူတို့လည်းစိုက်တာမို့ကွာ။မဟုတ်ဘူး။မင်းပြောတာမှားတယ်။ဒါဆိုပါလေ။ကျွေးလို့မို့ကွာ။မကျွေးရင်သူတို့စားမလား။အိမ်မှာတော့ဘောရာမင်းကလေနမဲနဲ့ကိုလိုက်တယ်တိလားတမေချန်နဲ့ကိုရောက်တော့လေချက်ရှိမှရောင်းနေတဲ့အစာကိုငွေပြီးကျွေးလိုက်ကြတယ်အဲ့ဒီအချိန် ခုနကပစံအိတ်ကိုခိုးထားတဲ့ကပိုင်နိုင်ကငပိတ်စီကိုပြေးလာပြီးစပြီးတိုက်ခိုက်တယ်။ငပိတ်ကလည်းရှောင်းလိုက်ပြီးပြန်ပြီးတိုက်ခိုက်တယ်။ညီမလေးပြပြတလေးနဲ့ဦးသိန်းတို့စီကိုသွားပြီးတော့ဦးသိန်းဦးသိန်းငပိတ်ဟိုမှာပြဿနာတက်နေပြီ။ဘာဖြစ်လို့လဲ။ဖះမှာတွေ့ခဲ့တဲ့ကပိုင်နိုင်လေအခုငပိတ်အောင်လာပြီးတိုက်ခိုက်နေရ။ဟာအဲ့ဒါဆိုမြန်မြန်သွားရအောင်။ဦးသိန်းလည်းရှေ့ကနေပြပြတလေးနဲ့ထွက်သွားတယ်။သူတို့ရောက်တဲ့အချိန်မှာတော့ငပိတ်က ဲ့ဒီကပိုင်းနိုင်ကိုအလဲထိုးနိုင်သွားတယ်။ကပိုင်းနိုင်လည်းဒီကမှာတော့ထွက်ပြေးမှမရှိတော့သိပြီဆိုတော့ငြိမ်းလိုက်ရှောင်းတော့လား။နော်ဘေးတိကျသွားသေးလားရပါရဲ့ဗျာဘာမှပြတ်ပါဘူးဘယ်ကနေဘလို့ဖြစ်ကြတာလဲသမီးနဲ့ငပိန်လဲနေတော့အနောက်ကနေအလစ်လာတိုက်ခိုက်တာငပိန်ကအတိမြန်ပြီးရှောင်းလိုက်လို့တော်သေးရောငပိန်ရဲ့ဘာမှမဖြစ်တာတောင်းမှန်ပါရဲ့ဗျာဦးလေးဘာမှမဖြစ်ရင်ကိုကျေးဇူးတင်ပါရဲ့ကွာအပြန်လက်ဆောင်နေနေ လမ်းမတူတဲ့သခွားမွေးသီးတွေဝယ်ပြီးရွာပြန်လာခဲ့ကြတာပါ။